မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ16ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့စနစ်နှမျိုးနဲ့ပြုလုပ်မဲ့ရွေးကောက်ပွဲဟာဘယ်လိုဖြစ်တင်တယ်လဲဆိုတဲ့အပေါ်နိုင်ငံရေးသမားတွေအကြားသုံးသပ်ဆွေးနွေးလျက်ရှိတယ်ဆိုတဲ့သတင်း။အစ္စရေးနဲ့အီရန်တို့ကြားလက်တလောဖြစ်ပွားနေတဲ့စစ်ပွဲဟာအရှိလေပိုင်းဒေတာကိုအကြက်တဲပုံမှုဖြစ်စေခဲ့တယ်ဆိုတဲ့တင်အပါဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စနစ်နှမျိုးနဲ့ပြုလုပ်မယ့်ရွေးကောက်ပွဲဟာဘလို့ဖြစ်တင်တယ်လဲဆိုတဲ့အပေါ်နိုင်ငံရေးသမားတွေကြားသုံးသပ်ဆွေးနွေးလျက်ရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာကျင်းပမယ့်ရွေးကောက်ပွဲကိုစနစ်နှမျိုးနဲ့ပြုလုပ်တဲ့အခါမှာဘလို့ဖြစ်တဲ့နယ်ဆိုတဲ့အပေါ်နိုင်ငံရေးသမားတွေကြားသုံးသပ်ဆွေးနွေးလျက်ရှိကြပါတယ်။နောက်ဆက်ကကကျင်းပမယ့်ရွေးကောက်ပွဲမှာအရင်ကကျင်းသုံးခဲ့တဲ့မဲအများဆုံးရသူအနာယူစနစ် FPTP နဲ့ အကျိုးကျကိုစားပြုစနစ်ပြီးအောင်စတဲ့စနစ်နှမျိုးနဲ့ကျင်းပမှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင် UEC ကစီရင်နာသတင်းဌာနကိုပြောပါရယ်။မဲအများဆုံးရသူအနိုင်ယူစနစ် FPTB ကိုကျင့်သုံးခဲ့ပေမဲ့လည်းအာဏာသိမ်းမှုတွေအကြမ်းကြီးဖြစ်ပွားခဲ့ကြောင်းအကျိုးကျကိုစားပြုစနစ်ပြီးအောင်ကိုလွှတ်တော်နှစ်ရက်မှာစံတက်လှုပ်ဆောင်ကြည့်ခြင်းနဲ့မြန်မာနိုင်ငံနဲ့ကိုက်ညီမှုရှိမလားဆိုတဲ့အပေါ်မျှော်လင့်ချက်ရှိကြောင်းတိုင်းလိုင်ရှန်ဤအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်တီအောင်ကစီရင်နာသတင်းဌာနကိုပြောပါရယ်။ ကျွန်တော်တို့ FGV ကိုလည်းချစ်သုံးခဲ့ကြပြီးဒီထက်အာနိုင်ကျွန်တော်ပတ်သက်ပြီးတော့အခုက68ချီကောင်ဦးတွေရတော့အာနာမသိအောင်လုပ်ထားပြီးမြဲလဲအခုအာနာသိတဲ့ဥစ္စာတွေအားပေါ်ပေါက်လာလေ။နောက် PR စစ်စစ်တုံးမှဆိုချိုးကြပူစားပြီးနဲ့တွားကြမယ်ဆိုရင်တော့ကျွန်တော်ကလည်းပုံဖြစ်လာနိုင်မယ်ဆိုတော့လည်းကစတင်ပြစ်သုံးတဲ့တဘောလေးတွေတို့ပြောလို့ရတာပေါ့ဗျာ။ဒီနေဒီမှာဥချစ်တဲ့ခါကျတော့ PR နဲ့လုပ်ရင်ပိုအချင်းကြီးပေါ့ဗျာ။ဒီအေးဒေတာလေးရှိပြီးမှဒီတင်ပါတော့ ဲ့ဒါလေးလည်းတဘာဝကျပါလားမြို့နယ်မှာ ਨੇ ပြည်အရဆိုတော့မြို့ကလည်းဥရှင်တော့ပြည်အဖြစ်တုံးရပြီလေအဲ့ဒါအဲ့ဒါချက်ချစ်တယ်ပါနော်ဒီမြို့နယ်အဆင်ပြေရဆိုတော့ဒီလိုတော့ငါတော့နှစ်ဆောင်ချစ်ချေကဥရနဲ့အညီလုပ်မယ်ဆိုတော့ပြည်အဖြစ်တုံးတော့တွေ့မရဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့တော့သူကလူကြီးခြေခိုင်းတော်တော်ကမြင့်နေခြေခိုင်းတော်တော်ကောင်းဆိုတော့2000ကျပ်ထွန်းလာတဲ့ခါကျတော့အဲ့ဒါတော့သူက activity ခြေကောင်းဖြစ်နိုင်တယ်ပေါ့ တိုင်းနိုင်ငံအမျိုးသားလူတော်ကြတော့အဲ့ဒီအကြီးကြီးတွေကိုစနေရအောင်လို့ဆိုတော့မေဆာနာနဲ့ခြေခြေဝုန်းဝုန်းကျင်းပလိုက်ရင်တော့ဒီတိုင်းပြည်တိုင်းပြည်နယ်ကလုံးမေဆာနာနဲ့တခုစီပေါ့နော်အဲ့ဒီတမလိုက်မယ်ဆိုရင်တော့အဲ့ဒါလေးကတော့လည်းပြည်ရချစ်သုံးလို့ရတာပေါ့အဲ့ဒီခုတော့ပြည်ရချစ်လာနိုင်တယ်ကျွန်တော်တို့မြင်တာပေါ့နော်ဒီလက်တော်တုံးရဒီနောက်ပြီးတော့ဒီတိုင်းတိုင်းရေးရဆိုတဲ့ကျတော့ FPT ပြည်နယ်တော့ပါလိမ့်မယ်အဲ့ဒီဒီရမဒီရအဲ့ကိုကျွန်တော်တို့ကပြောချင်တာကတော့ ဆရာနိုင်ငံညီမနိုင်ငံနဲ့ကပ်ယူတဲ့ကိစ္စလေးတော့လူဝင်လူဝင်နဲ့တော့ဖြစ်လာမယ်လို့တော့ညွှန်လင့်တာပေါ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကိုမြို့နယ်ပေါင်း268မြို့နယ်မှာကျင်းပသွားမှာဖြစ်ကြောင်းအဲ့ဒီရွေးကောက်ပွဲကိုအပိုင်းလိုက်ကျင်းပသွားမှာဖြစ်ကြောင်းပြည်အစုရွေးကောက်ပွဲကော်မရှင် UEC က CNN သတင်းဌာနကိုပြောပါရယ်။နေမြေဒေသအခြေအနေအရကန့်သက်ချက်ရှိတဲ့နေမြေတွေကလွဲပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်တွေအားလုံးမှာဦးစားပေးအစီအစဉ်အတိုင်း အပိုင်းခွဲပြီးကျင်းပဖို့ရထားကြောင်းသိရပါတယ်။အသေးစိတ်ကိုတော့သဆိုင်ရလွှတ်တော်ရွေးကောက်ပွဲဥပဒေဤဥပဒေတွေပြဋ္ဌာန်းထုတ်ပြန်ပြီးပါကသိရှိရမှာဖြစ်ကြောင်းလည်းယူရှိကပြောပါတယ်။နိုင်ငံတော်ကနေမြင့်မတည်ငြိမ်မှုအများပြားဖြစ်ပွားနေတဲ့ကာလမှာနတ်ဆက်ကကျင်းပမဲ့ရွေးကောက်ပွဲဟာပြည်သူအလုံးပေါ်ဘယ်အတိုင်းသာထိကိုစားပြုတယ်လဲဆိုတဲ့မေးခွန်းများစွာရှိကြောင်းစီးလုံးညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် UNE မှဦးမြင့်ကျော်ကစီးရင်တဲ့တင်ထောင်တာကိုပြောပါရစေ။အဲ့ဒါကြောင့်သူတို့မှာစနစ်လက်ဆိုင်မှာဘယ်နဲ့မြင်မှာလုံမလဲ ထမနေပြီးတော့အဲတန်းပြည်ရနေပြီးတော့နိုင်ငံတဝက်အပေါ်မှာလုံးမယ်နောက်ပိုင်း130လုံးမယ်နောက်ဟိုတလောကနေပြီးတော့ရပန်းကပဲနေပြီး80လောက်လုံးမယ်ကြဒီကောက်ပွဲချင်းပတ်မယ်လို့ပြောတယ်အခုတခါနေပြီးတော့200ကျော်260ပါညာဆိုပြီးတော့အဲ့လိုဟာမျိုးကြီးအတင်းတွေထွက်လာတယ်ဘယ်လိုလုပ်လို့ရမလဲဒီနေ့တန်းပြည်မှာကျွန်တော်တို့နိုင်ငံအแทမှာနော် ဒီဒီအာနာယူတွေဘလောက်ထိသူတို့ရဲ့အာနာကိုတကယ်စိုးမိုးထားတဲ့နယ်မြေဘလောက်ရှိလဲဘယ်နှမျိုးနယ်ရှိလဲဆိုတော့ပြန်ပြီးရှာရမယ်မြို့နယ်ဆိုတဲ့ဟာကမြို့နယ်ဆိုတဲ့ဟာမှာနေပြီးမြို့နယ်ရောကြားကြီးရောနော်ကြီးရောရောအဲ့ဒီဟာတွေအကုန်လုံးကိုကျွန်တော်ကဆိုလိုတာဖြစ်တယ်သူတို့တရှာထားတဲ့နေရာနဲ့ကွက်ကွက်လေးကိုပြောတာမဟုတ်ဘူးအဲ့တော့ပြည်သူကိုဘလောက်ထိကိုစားကြည့်လဲဆိုတော့မြို့ခွန်တွေကအများကြီးဒီစိတ်စားတွေရဲ့နောက်မှာရှိတယ် FPTP စနစ်ရဲ့သဘောကတော့မဲဆန္ဒနယ်တစ်ခုထဲမှာမဲအများဆုံးရရှိသူလွှတ်တော်ကိုယ်စားလှယ်လောင်းတဦးတည်းကိုသာရွေးကောက်တင်မြောက်တဲ့စနစ်ဖြစ်ပြီးပြည်အစနစ်ဟာနိုင်ငံရေးပါတီဓမ္မမဟုတ်တတိပုဂ္ဂလတွေရရှိတဲ့ဆန္ဒမဲအရေးအတွက်ပေါ်မူတည်ကားလွှတ်တော်ကိုယ်စားလှယ်နေရာတွေကိုအချိုးကျခွဲဝေရရှိနိုင်တဲ့ရွေးကောက်ပွဲစနစ်ဖြစ်ပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း193နိုင်ငံမှာ မဲအများဆုံးရသူအနိုင်ရစနစ်ကျင့်သုံးတဲ့နိုင်ငံပေါင်း84နိုင်ငံအချို့ကျကိုစားပြုစနစ်ကျင့်သုံးတဲ့နိုင်ငံပေါင်း112နိုင်ငံနဲ့တခြားစနစ်တွေကျင့်သုံးတဲ့နိုင်ငံ၈နိုင်ငံရှိကြောင်းသိရပါဗျ။နာဆာကကျင်းပမဲ့ရွေးကောက်ပွဲအပေါ်ပြည်တွင်းနိုင်ငံရေးသမားတွေနဲ့ပြည်ပနိုင်ငံတွေကြား ရှုမြင်ပုံမတူညီပဲသဘောထားကွဲလွဲနေကြတဲ့ဆွဲတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါမြန်မာနိုင်ငံမှာ NASA ကကျင်းပမဲ့ရွေးကောက်ပွဲအပေါ်ပြည်ရင်းနိုင်ငံရေးသမားတွေနဲ့ပြည်ပနိုင်ငံတွေကြားရှုမြင်ပုံမတူညီပဲသဘောထားကွဲလွဲနေကြတာကိုတွေ့ရပါတယ်နိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံရေးသမားတွေအားဖန်ဆီးထားပြီး NASA ကမှရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေခြင်းဟာတိုင်းပြည်မတည်ငြိမ်မှုကိုဥတီနေတယ်လို့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ်ဂျူလီဗီရောက2025ခုနှစ်ဇွန်လ9ရက်မှာကျင်းပတဲ့ကုလသမဂ္ဂထွေထွေညီလာခံရဲ့အလွတ်သဘောဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားဟာ2020ရွေးကောက်ပွဲမဲမတမာမှုဆိုတဲ့ကိစ္စကြောင့်ပေါ်ပေါက်လာတာဖြစ်ပြီး လူလူဟာအ धिक ဆုံးဖြတ်ပေးရမယ့်တာဝန်နေရာမှာရှိနေတယ်လို့ရခိုင်ဥဆောင်ပါတီ AFP မှဥက္ကရာဒေါက်တာအေးမောင်ကဆီယနိုင်သတင်းဌာနကိုပြောပါရယ် AFP ပါတီဟာ2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလမှာနာဆာကကျင်းပမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့နိုင်ငံရေးပါတီမှတ်ပုံတင်ထားပါရယ်အားများအားဖြင့် liberal democracy ကိုပိုင်ဆွေးတဲ့နိုင်ငံတူတူများများကတော့ NLD ရဲ့အလုံးမောက ဖြစ်သွားတော့ပေါ့။ ASEAN လည်းဒီလိုပဲနှစ်ဖွဲ့ကိုယ်နေတဲ့ပုံပေါ့ကေ ASEAN တိတောင်းမှလေ။ Liberal ဖက်ကဩဇာရှိတဲ့ခြံ။ဟောဒီဖက်ကကုန်းမီဆက်ဆက်တဲ့ခြံ။ဟိုဒါခြံပြင်းလေးတုံ့ပြန်လို့ဒီလိုပဲရမှာချင်း။မြန်မာနိုင်ငံရဲ့အိနီဘာချင်းနိုင်ငံတွေရဲ့နော်မြန်မာနိုင်ငံပိုဆိုးရင်စိတ်ကအေးကြီးပါလေ။နောက်ကုလသမဂ္ဂဆိုတာလည်းလက်ဝေခံတဲ့အဲ့တော့မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအချင်းချက်က2020 နော်ရွေးကောက်ပွဲနေမတမဘုံဆိုတဲ့ဥစ္စာကြောင့်ပေါ်ပေါက်လာတာလို့ခြေခံဥပဒေကိုအခြေပြုပြီးမှအာဏာရယူပြီးတဲ့နောက်ဆက်ထပ်ကဒီတိုင်းလေးရက်တည်တာအဲ့ဒါကြောင့်မင်းမတက်ဘုံတွေဖြစ်တယ်ကုပ္ပဆွေတုပ္ပဆွေနောက်ဆုံးလူတို့ဒီအနိစ္စခံတာပေါ့ ဆိုတော့လူလူဒီဒီကအဆင်ပြေပြရမယ်နေခါမှရှိတော့ပေါ့အဲ့ဒီအပြင်လူလူရဲ့အခြေအနေကိုပြန်လည်လေ့လာကြည့်ပါကမြမနိုင်ငံရေးကိုမြင်မြန်ထွက်ပေါက်ရှိလာစေခြင်းနဲ့ဆန္ဒရှိနေကြကြောင်းသူကပြောပါတယ်လူရဲ့နေထောက်ကိုပြန်ကြည့်ရခါမှကဘာတစ်ခုလုံးမှဖြစ်နေတဲ့ဒီကခံရကျွန်တော်မြန်မာရဲ့ဒီဝင်ဒီကခံရစူဂျိုလို့ပြောအဲ့တော့ကြံကြည့်ရတော့ခပောက်ရှာကြတာပေါ့အဲ့တော့မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ တရှိအချင်းချက်ကိုဘလို့ကြုံဖြတ်မှလည်းဆိုရဲအယူဆလေးကိုဟိုတက်ဒီကဲလောဆွေးကြတာပေါ့ခုနစဘေးကြောင့်ဖြစ်ဖြစ်တခြားနော်ငလျင်ဘေးကြောင့်ဖြစ်ဖြစ်နော်ဟိုအချက်ပြီးလို့စီပေါ်ရင်ဒီမျိုးဒုက္ခပဲနောက်ဆက်ပြီးပါလာတဲ့ပိတ်ဆို့ပုံတွေဒီလိုပြိတ္တခါလို့ဒီလိုဒုက္ခအားလုံးရဲ့တန်လူတွေခါကြတော့လူတစ်ဖက်ကိုကြံ အရင်ဆုစေတင်နေကြတာပေါ့လူတို့ဒီလက်ရှိချက်တွေကိုရုံထွက်လို့စရှိရှိအော်တင်းကြီးအေဂျင့်ပြီးမှဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်ရယူချက်ရှိရှိအဲ့ဒါဒီလက်ရှိရဲ့အံတန်ချက်ကို လက်ခံသလားလက်မခံဘူးလားဒါလည်းကျွန်တော်တို့မသိနိုင်ဘူးဝါရဖြစ်နေအင်အားစုတွေကြားထဲမှာရှောင်နေတာပေါ့အဲ့တော့ဘယ်လိုဖြစ်ဖြစ်ကမ္ဘာအချက်ဒီမြန်မာအချက်ဒီဒီတစ်ခုရဲ့ထွက်ဖို့ထွက်လန်းဆိုတာကိုလူတို့ဒီစဉ်းစားနေလောက်ဖြစ် ပြပနိုင်ငံတွေနဲ့ပြပရောက်နိုင်ငံရေးအင်အားစုတွေကတော့နာဆာကကျင်းပမဲ့ရွေးကောက်ပွဲဟာနာဆာကရဲ့နိုင်ငံရေးထွက်ပေါက်သားဖြစ်ကြောင်းယူဆလျက်ရှိပါတယ်။မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်ကလည်းနာဆာကကျင်းပမဲ့ရွေးကောက်ပွဲဟာနိုင်ငံရေးဟန်ပြားတစ်ခုသာဖြစ်ပြီးရွေးကောက်ပွဲအစားအကြံဖတ်မှုတွေရစဲရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုသာဦးစားပေးလှုပ်ဆောင်တင်တယ်လို့ပြောကြားထားပါတယ်။ကရင်ပြည်သူ့ပါတီ KPP ဥက္ကဋ္ဌဒေါ်နန့်ခင် AU ကတော့ နာဆာကကျင်းပါမယ်ရွေးကောက်ပွဲဟာနာဆာကရဲ့ထွက်ပေါက်မဟုတ်ပဲပြည်သူလူထုအတွက်ထွက်ပေါက်ဖြစ်တယ်လို့ CNN သတင်းဌာနကပြောပါရယ်နာဆာက2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတွေမှာရွေးကောက်ပွဲကျင်းပမှာဖြစ်ကြောင်းရွေးကောက်ပွဲကိုမြို့နယ်ပေါင်း330အနက်268မြို့နယ်မှာကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲအနိုင်ရတဲ့နိုင်ငံရေးပါတီအားနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်းပြောကြားထားပါတယ်။ဒါပေမဲ့နာဆာကကျင်းပမဲ့ရွေးကောက်ပွဲဟာပြည်သူလူထုကမဲမထည့်ပဲနိုးဖို့ဖြစ်မည်ကိုနိုင်ငံရေးပါတီတွေကစိတ်ပူလျက်ရှိနေပါတယ်။တခြားတစ်ဖက်မှာလည်းလက်နက်ကိုင်အဖွဲ့တချို့နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနာဆာကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖျက်မယ်လို့ကြေညာထားပါတယ်။ CNN သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားလက်တလောဖြစ်ပွားနေတဲ့စစ်ပွဲဟာအရှိလေပိုင်းဒေတာကိုအကျက်အသေးပုံမှုဖြစ်စေခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုရှုစားလိုက်ရအောင်ပါ။ ။ဣသရေလနဲ့အီရန်ကြားတန်တလောဖြစ်ပွားနေတဲ့စစ်ပွဲဟာရှေ့လပိုင်းဒေသကိုအကြက်တဲပုံပုံဖြစ်စေခဲ့တယ်လို့ South China Morning Post မှာဖော်ပြခဲ့ပါတယ်။ဣသရေလဟာဇွန်လ13ရက်မနက်စောပိုင်းကအီရန်ကိုတိုက်ခိုက်ခဲ့ပြီးနောက်အီရန်ကလည်းဒုံးကျည်တွေနဲ့လေကြောင်းမှတိုက်ခိုက်ခဲ့တယ်လို့ဣသရေလမှာတေဆုံးသူ73ဦးထိရှိလာခဲ့ပါတယ်။အဲဒီနောက်ဣသရေလနဲ့အီရန်ကြားဇွန်လ15ရက်ကအပြန်အလှန်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးကာကွယ်ရေးအဆောက်အုံတွေလောင်စာတိုးလောင်ယုံတွေကိုပြင်းထန်တိုက်ခိုက်လာကထိတ်တိုက်တွေ့မှုဟာလည်းတမိုင်းတစ်ချောင်းအပြင်းထန်ဆုံးအခြေအနေဖြစ်လာခဲ့ပါတယ်။အီရန်ရဲ့မျိုးတ တော်တီဟီယံမှာလည်းအစ္စရေးတိုက်လေယာဉ်တစ်စင်းကလောင်စာတူလောင်ယုံနှယုံကိုတိုက်ခိုက်ခဲ့တယ်လို့မိခိုးလုံးတွေထွက်ပေါ်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။အခုရပိုင်းအတွင်းအီရန်နိုင်ငံသားတွေဟာဓာတ်ဆီဆိုင်များမှာစီရဖို့တန်းစီစောင့်ဆိုင်နေရတယ်လို့လောင်စာပြက်လက်မဲ့အခြေအနေကိုလည်းရင်ဆိုင်နေကြရပါတယ်။အီရန်ရဲ့အစ္စဖာန်မြို့ရှိကာကွယ်ရေးဝန်ကြီးဌာနနဲ့ဆက်နွယ်မှုရှိတဲ့အစောင်းအုံတစ်ခုကိုအစ္စရေးကတိုက်ခိုက်ခဲ့တယ်လို့အီရန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမေရိကန်ဟာအစ္စရေးရဲ့ဘုံကျဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်မှုမရှိကြောင်းဇွန်လ 55ရက်ကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အီရန်အနေနဲ့အမေရိကန်ရဲ့အကျိုးစီးပွားတွေကိုတိုက်ခိုက်မယ်ဆိုတာကအမေရိကန်စစ်တပ်ရဲ့အင်အားအပြည့်အဝနဲ့စွမ်းဆောင်ရည်အပြည့်အဝကိုမြင်တွေ့ရလိမ့်မယ်လို့ဖန်က၎င်းရဲ့ True Social Media မှာရေးသားခဲ့ပါတယ်။အီရန်နဲ့အစရေကြားတွဲဆုံတဲ့ပြည်ပကားကိုရပ်တန့်ပြီးသဘောတူညီမှုရရှိစေဖို့ကျွန်တော်တို့လည်းလွယ်လေးနဲ့လှုပ်ဆောင်နိုင်ပါတယ်ဟုလည်းဖန်ကပြောကြားခဲ့ပါတယ်။အရှိအလေပိုင်းဒေသမှာအစ္စရေးနဲ့ဟာမတ်ကြားပြပွားနေတဲ့စစ်ပွဲအပါအဝင်စနီးရသမရအာဆတ်ကိုတဘုံတပ်ဖွဲ့တွေကဖျောက်ချခဲ့တယ်လို့အကြမ်းတ တဲဖြစ်ပေါ်နေစဉ်အစ္စရေးနဲ့အီရန်ကြားစစ်ပွဲကရှေ့လေပိုင်းဒေသအကြက်တဲကိုပုံမှုဖြစ်ပေါ်လာစေခဲ့တယ်လို့ကျန်းကျင်သူတွေကထောက်ပြခဲ့ကြပါတယ်။မာလီနိုင်ငံမှာစစ်ကောင်းဆောင်ကို နောက်ထပ်အာဏာငါးနှစ်တက်တန်းထတ်တိုးပေးထားတဲ့ဥပဒေကြမ်းကို အတည်ပြုလိုက်တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။မာလီနိုင်ငံရဲ့ဝန်ကြီးများကောင်စီကစေစိုးရဖွဲ့အကြီးအကဲကိုနောက်ထပ်အာဏာငါးနှစ်တက်တန်းထတ်တိုးပေးထားတဲ့အငင်းပွားဝယ်ဥပဒေမူကြမ်းကိုဇွန်လ17ရက်ကအတည်ပြုပေးခဲ့တယ်လို့ AB ကဖော်ပြခဲ့ပါတယ်။2020ပြည်နှစ်နဲ့2021ခုနှစ်ကအာဏာသိမ်းမှုတွေဖြစ်ပွားခဲ့တဲ့အနောက်အာဖရိက နိုင်ငံဖြစ်တဲ့မာလီကိုဗိုလ်ချုပ်ကြီးအစီမီခွိုက်တာကဥဆောင်နေတာဖြစ်ပါတယ်။အစိုးရရဲ့ထုတ်ပြန်ချက်အရဒီဥပဒေကြမ်းဟာနိုင်ငံအကြီးအကဲကို2025ခုနှစ်မှာစတင်ပြီး9နှစ်တက်တန်းတိုးနိုင်တဲ့လုပ်ပိုင်ခွင့်တွေပေးအပ်ထားပြီးအသွင်ကူးပြောင်းရေးပြည်ရင်ကိုပြန်လည်ပြုပြင်ရေးဆွဲခွင့်ရရှိနိုင်မယ်လို့ဖော်ပြထားပါတယ်။ ဒီဥပဒေမူကြမ်းကိုအေပီလာအတွင်းကဆင်ဆိုးရကဖွဲ့စည်းခဲ့တဲ့အမျိုးသားဆွေးနွေးပွဲအတိုင်ပင်ခံအဖွဲ့ရဲ့အတည်ပြုထောက်ခံချက်တွေနဲ့အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်တွေမှာဖော်ပြခဲ့ပါတယ်။လက်ရှိမှာဒီဥပဒေမူကြမ်းဟာအသွင်ကူးပြောင်းရေးကိုကြီးကြပ်နေတဲ့လွှတ်တော်ပုံစံကဲသို့တာဝန်ယူဆောင်ရွက်နေတဲ့အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီရဲ့အတည်ပြုချက်ကိုသာလိုအပ်မှာဖြစ်ပါတယ်။ ဘေလာစောပိုင်းကဗိုလ်ချုပ်ကြီးကွိုက်တာဟာနိုင်ငံရေးပါတီရဲ့ဖြတ်သိမ်းမှုအမိန့်ကိုလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။ဒီအမိန့်ထုတ်ပြန်ချိန်ကဘာမာကိုမျိုးတော်အတွင်းဒီမိုကရေစီလိုလားတဲ့ဆန္ဒပြသူတွေပြန်ပေးဆွဲဖမ်းဆီးခံနေရတဲ့အချိန်နဲ့တိုက်ဆိုင်နေတယ်လို့စေအစိုးရဘော်မေကွန်းထုတ်ခဲ့ကြပါတယ်။ဆာဟယ်ဒေသရဲ့ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်တဲ့မာလီမှာလွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်းနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်အနောက်အာဖရိကနဲ့ဗဟိုအာဖရိကဒေသတွေကိုပါခရက်ရိုက်ခဲ့ပါတယ်။ မာလီမှာ2020ပြည့်နှစ်ကစပြီးအေဂီရာနဲ့အိုင်ယက်အဖွဲ့တို့နဲ့ဆက်နွယ်နေတဲ့ဂျီဟတ်အဖွဲ့များရဲ့တောင်းကျမ်းမှုတွေမြင့်တက်ခဲ့တယ်လို့အာနာသိမ်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ဆေအစိုးရက2024ခုနှစ်မတ်လမှာအရက်ဖတ်အုပ်ချုပ်ရေးကိုပြန်လည်လွှဲပြောင်းပေးမယ်လို့ကတိပြုခဲ့တော်လဲနောက်ပိုင်းမှာရွေးကောက်ပွဲတွေကိုရွှေ့ဆိုင်းခဲ့တာရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကိုလည်းအခုအချိန်ထက်တတ်မှတ်ရခြင်းမရှိသေးပေ။ဆန္ဒပြပွဲတွေနဲ့အပြိုင် အမေရိကန်စစ်တပ်ထူထောင်တဲ့နှစ်ပေါင်း250ပြည့်နှစ်ပတ်လည်အဖြစ်စည်ရေးပြအခမ်းအနားပွဲကိုပြုလုပ်ခဲ့တဲ့ဆွေတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ ်အမေရိကန်နိုင်ငံမှာအစိုးရကိုစန့်ကျင်ဆန္ဒပြမှုတွေနိုင်ငံနဲ့ဖြစ်ပွားနေစမှာပဲဂျွန်လာ၁၄ရက်ကသမ္မတဒေါ်နယ်ထရန့်ဟာအမေရိကန်စစ်တပ်ထူထောင်တဲ့နေပေါင်း150ပြည့်နေပယ်လေပြည့်ဝါရှင်တန်မြို့တော်မှာစေးပြအခမ်းအနားပြုလုပ်ခဲ့ကြောင်း CNN ကဖော်ပြခဲ့ပါတယ်။စေးပြအခမ်းအနားပြုလုပ်တဲ့နေ့ဟာထရန့်ရဲ့အသက်89နှစ်ပြည့်မွေးနေ့နဲ့တိုက်ဆိုင်ခဲ့ပါတယ်။စေးပြအခမ်းအနားပြုလုပ်ပြီးနယူးယောက်၊ဖီလာဒဲဗီယာ၊ဟောက်စတန်နဲ့အက်တလန်တာမြို့တွေပါဝင်အမေရိကန်မြို့တွေမှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးထရန့်ဟာအာနာရှင်လိုပြုဝင်နေကြောင်းဆန္ဒပြသူတွေကပြောကြားခဲ့ပါတယ်။ထိုနေ့ဆော်ဘန်ကလည်းမင်းနီဆိုတာပြည်နယ်မှာတရက်သမားတူဟာဒီမိုကရက်တစ်လွတ်တော်အမတ်တူကိုလှုပ်ကြံတက်ပြတ်ခဲ့ပြီးအခြားတူတရား ရရှိခဲ့ပါတယ်။ဒါပေမဲ့တရက်သမားလွတ်မြောက်နေစေဖြစ်ပါတယ်။အခုပြုလုပ်တဲ့စေပြအခမ်းအနားအတွက်ဒေါ်လာ45တန်းကုန်ကျခဲ့ကြောင်းအမေရိကန်စစ်တပ်ကပြောကြားခဲ့ပြီးဒီစေပြအခမ်းအနားကိုမျိုးချေပုံကိုရီ2သိန်း5000ကျော်တက်ရောက်ခဲ့လို့အင်ဗျူတော်ကထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘာပေါ်ကအခြားနိုင်ငံတွေကသူတို့ရဲ့အောင်မွေးတွေအတွက်စေပြအခမ်းအနားတွေပြုလုပ်ကြပါတယ်။ဒီချိန်ကတော့အမေရိကန်ကစေပြအခမ်းအနားပြုလုပ်ရမယ့်အချိန်ဖြစ်ပါတယ်လို့ထရန့်ကပြောကြားခဲ့ပါတယ်။ထရန့်ကသူ့ရဲ့ပထမတက်တန်းကလေးကကြီးကြပ်ခမ်းအနားနဲ့စေပြအခမ်းအနားပြုလုပ်လို့ကြောင်းပြောကြားခဲ့ပြီးဒီလိုစေပြအခမ်းအနားတွေဟာရုရှားနဲ့မြောက်ကိုရီးယားတို့မှာနှစ်စဉ်ပြုလုပ်လေးရှိပါတယ်။အမေရိကန်မှာနောက်ဆုံးချိန်စေပြအခမ်းအနားကို1962ခုနှစ် ပင်လယ်ကွေ့ဆေးပွဲပြီးမှပြုလုပ်ခဲ့တာဖြစ်ပြီးအခုဆေးပြအခမ်းအနားနှစ်ပေါင်း30ကျော်တွင်ပထမဆုံးချိန်ဆေးပြအခမ်းအနားဖြစ်ပါတယ်ထရန်ဟာပြည်တွင်းနဲ့နိုင်ငံဆင်းမြဲထံမှသူ့ရဲ့ဩဇာအာဏာကိုအခိုင်အမာတည်ဆောက်နေခြင်းဒီလိုဆေးပြအခမ်းအနားပြုလုပ်ပြီးအင်အားပြခဲ့ခြင်းဖြစ်တယ်လို့ကြောင်းကျင်သူတွေကတုံ့တက်ခဲ့ကြပါတယ်စီနာသတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကလပ်ကဘဖလားကိုရှာယူဖို့ PSG ဆက်လောင်နေတယ်လို့ နိပြအင်နရစ်ကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်တော်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ချန်ပီယံလိဘလာကိုရရှိထားတဲ့ PSG တင်ဟာကလပ်ကပဘလာပြိုင်ပွဲအုပ်စုအဖွဲ့ပွဲစဉ်မှာအတလက်တီကိုအတင်းကို၄ဂိုးကိုမရှိတဲ့ဂိုးပြက်အနိုင်ရပြီးနောက်တင်ဟာဒီပွဲမှာချန်ပီယံစုကိုရယူဖို့စားလောင်နေလို့နီးပြလူဝေအင်းတွေကပြောရပါတယ်လူဝေအင်းတွေကကျွန်တော်တို့ကဒီရသီမှာတမိုင်းချောင်းတွေကိုဖန်တီးဖို့ယူရထားပြီးဒီကလပ်ကပဘလာပြိုင်ပွဲကဏ္ဍတစ်ခုပါဒါကအောင်မြင်မှုတွေကိုဆက်ပြီးရယူခြင်းနဲ့ကစားသမားတွေနဲ့အသင်းအတွက်ကောင်းမွန်တဲ့စိန်ခေါ်မှုပါကလပ်ပရိသတ်တွေကစားသမားတွေနဲ့အသင်းကစားလောင်နေပြီးဒါကကောင်းမွန်တဲ့ခံစားမှုဖြစ်ပါတယ်ကျွန်တော်တို့ကဒီပွဲမှာတခြားပြိုင်ပွဲတွေလိုတူညီတဲ့ရည်မှန်းချက်ရှိရတဲ့အတွက်အကောင်းဆုံးစူးစမ်းသွားမယ်လို့ပြောခဲ့တာပါ PSG တင်ဟာဒီပွဲမှာအတလက်တီ ိုသိမ့်ဖို့အသာစီးနဲ့ကစားနိုင်ခဲ့ပြီးသွင်းကိုတွေကို Fabian Ruiz, Vitinha, Mario Lu နဲ့ Li Kang In တို့ကသွင်းယူခဲ့ပါတယ်။အသက်လီကိုသိမ့်ဟာဒီဘက်မှာသွင်းကိုတကူသွင်းယူခဲ့ပေမဲ့ပယ်ဖြတ်ခြင်းခံခဲ့ရသလိုနောက်ကလူလန်းကလည်း Nova Trinity ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။ Rose Bowl ကွင်းမှာကျင်းပခဲ့တဲ့ဒီဘက်စဉ်ကိုပရိသတ်ပေါင်း1000ကျော်ကြီးရှုခဲ့တယ်လို့သိရပါတယ်။အသက်လီကိုသိမ့်နီးပြ Simonia ဒီဘက်ကအသင်းရဲ့စွမ်းဆောင်ရည်အတွက်အပူဒဏ်ကိုအပြစ်တင်ဖို့ညှင်းဆန်ခဲ့ပြီးအပူဒဏ်ကိုနှစ်သိန်းစလုံးခံစားခဲ့ရတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ Simonia သူတို့ရရှိတဲ့သွင်းကိုခွင့်ပြုခဲ့တဲ့ဒိုင်လူကြီးရဲ့အဆုံးဖြတ်ချက်ကိုဝေဖန်ခဲ့ပြီးဒါမဲ့ပွဲတွေမှာရလက်ကောင်းတွေရရှိအောင်လှုံ့ဆော်မှုအသင်းမှာတာဝန်ရှိသွားပြီလို့ပြောခဲ့တာပါ။အသ န်လီကိုတင်ရလာမဲ့ပွဲစဉ်ဖြစ်စီတဲဆောင်းတာတင်နဲ့ရှင်ပန်ရမှာဖြစ်ပြီးပြည်ရည်တင်ကဗိုဒါဖိုကိုတင်နဲ့ရှင်ပန်ရမှာဖြစ်ပါတယ်စီအန်အိုင်သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ16ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။